ှင်ဘရင်တပါမုံတာမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပင်စကနိဗ္ဗာန်ထဲမှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံတာမင်းရဲ့မိဖုရားဗတ္တာလို့အမည်ရတဲ့မိဖုရားရုပ်တရဆုံးအလွန်ချစ်မြတ်လို့တဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့်သူ အလွန်မင်းကိုပဲစိတ်ဆင်းရဲရတယ်ပေါ့ဘလောက်ထိဆင်းရဲတုံးဆိုလို့ရှိရင်သူအစားအသောက်တွေဖြစ်တယ်တိုင်းရည်ပြည်ကလည်းဘာမှမစီစဉ်တော့နော်ဘလောက်ထိသူကလောက်တာတုံးဆိုတော့ရွှေတိုင်ဆိုးပြက်ကကိုခေါ်ပြီးတော့ဟိုနှံခေါင်းကြီးလောက်ခိုင်းတယ်အဲ့ဒါကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူ့မိဖုရားရဲ့ရုပ်ကလပ်ကိုအဲ့ဒီတည်းထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကိုငါကြာရာကြည့်လို့ရမယ်ပေါ့နော် အဲ့ဒီနားမှာပဲနေတယ်တောကပတိတွေကအလွန်ကြီးကြီးမားမားတောက်လောင်တသူရဲ့ဒီရွှေတိုက်ဆိုးကမိတ်ရွှေကောင်းလို့ပြောရမယ်။အော်ငါတို့ရှင်ဘင်းရဲ့နော်အကြီးအကျယ်ဒုက္ခရောက်နေတာဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခန့်တဲ့သမဏဗိမလာတွေလည်းအများကြီးရှိတာအဲ့တော့ငါကစုနည်းမြတ်တွေ့ပေးရမယ်။အော်စဉ်းစားအဲ့ဒီမှာရှင်နာတရဆိုတာယဟန္တာလို့နာမည်ကြီးတယ်။အပညာရှိတယ်လို့လည်းနာမည်ကြီးတယ်။ နော်အသက်ကောင်အားဖြင့်လည်းကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါဆိုအတူချုပ်ပြောရရင်အဲ့ဒီရှင်မင်းကအဲ့ဒီနာရဏမထေမျက်စီကိုတော့ရတယ်ကိုရောက်တဲ့ခါကျတော့အကျိုးအကြောင်းရှောက်ထားရှောက်တဲ့အခါမှာအဲ့ဒီနာရဏမထေကသူ့ကိုဟောတာအဲ့ဒီတရားလေးပေါ့နော်ယစီမှုနဲ့နော်ကျင်ဝတဲ့အခါကလာမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့အဲ့ဒီမှာသူကဘာဘာဟောတော့ဆိုတော့ဘုံဘုံတို့အနှစ်ချုပ်ကလေးပဲပြောကြည့်ရနော် ောကမှာတရား၅မျိုးနဲ့ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလုံငင်းချမ်းသာဖို့မရှိဘူးအလုံးတဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရယ်ဖြာရီရယ်မရဏရယ်ခရရယ်နတ္တနာရယ်နော်စရာဖြာရီမရဏတော့သိရနော်အိုခြင်းနာခြင်းတေခြင်းဟုတ်လားခရဆိုတာကုန်ခန်းခြင်း ဘုန်းဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေတရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေဦးတွေကရေတွေကိုတောက်လိုက်တယ်ကုံ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 သွားတယ်နောက်ထပ်ထက်ထည့်နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာဟုတ်လူတွေကုံ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 သွားတာမရှိဘူးလားနဲခရဆိုတာကုံနတနာဆိုတာပြက်တယ် အကောင်းအတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးကျမကြီးကလည်းပျက်စီးတယ်နုပြူချင်းကလည်းပျက်စီးတယ်ရှင်သန်ချင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးကိုချင်းနာချင်းတေချင်းကုံချင်းပျက်ချင်းဒါတွေကျုံလာပြီရှင်ရယ်ဒါတွေမကျုံပါစေနဲ့လို့ဘယ်သူမှတောင်းတလို့မရနိုင်ဘူးတဲ့အဲ့ဒါတွေကျုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းစိုးရိမ်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ် ဲ့လိုစိုးရင်ကြီးရပြသူ့ဘာဖြစ်တုံးတဲ့အစားပြက်လိုက်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိုက်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာစိုးရင်မှုဖြစ်သွားတယ်ဆိုရင်စရင်တောက်ခြင်းစိတ်ကတခါလဲဘာဖြစ်သွားတော့ကိုအောင်သွားကြောက်လွန်အားကြောက်လန့်လွန်အားကြီးရင်လည်းစရင်တောက်ခြင်းစိတ်ပြတ်သွားတာပဲနော်음အစားတော့ပြက်လိုက်မယ်တဲ့ပြီးရင်ကိုယ့်ရဲ့ရုပ်ရည်ဟာအယောင်ဝါကျပြီးတော့ကြည့်ရတာလည်းပဲမကောင်းတဲ့အနေအထားရုပ်ရှင်ရင်ကမလှမပအနေအထားနွမ်းနေနေတဲ့ပူနေတဲ့ရုပ်ဟာတိတာကြီးပဲ ရုပ်ပြက်သွားတယ်နော်အစာပြက်တယ်ပြီးရင်ပါတော့ရုပ်ပြက်သွားတယ်ပြီးဒီမှာမထင်ရကြီးကပြောတယ်ကသူကလက်တွေ့အလွန်ကြာကိုမုံတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုပျက်စီးမှုတွေဂျုံလို့တောကပရိဒေဝါတွေနဲ့အပူတွေကြီးဖြစ်နေကိုမုံတဲ့လူတွေဝမ်းသာမယ်ဒါတွေမကောက်ကိုယ့်ကိုချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ့်ကိုချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ဟွန်းကိုယ်ကလည်းမုန်းတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့သူကလည်းရှိသေးတာ哦ဟုတ်လား ဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရိမ်ခြင်းဟာဘာအကျိုးမှမရှိဘူးတဲ့လူတွေဟာကိုယ့်ကိုယ်ကိုပူလောင်လုပ်နေတာငြင်းအေးအောင်လည်းကိုယ့်ကိုယ်ကိုငြင်းအေးအောင်လုပ်တာဘယ်လိုမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်လိုမှကိုယ့်ကိုငြင်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထင်မြတ်ကြီးဟာတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုယ့်ကိုယ်ကိုဆင်ခြင်ရဘယ်လိုဆင်ခြင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ခြင်ရမယ်တော့ အစိုးရခြင်းအဖြစ်အကျိုးမရှိဘူးအစားပြက်လိမ့်မယ်ရုပ်ပြက်လိမ့်မယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်ချစ်တဲ့သူတွေဝမ်းလဲလိမ့်မယ်နော်ကိုကိုကိုပူလောင်အောင်မလုပ်တဲ့ဘူးကိုကိုကိုငြင်းအေးအောင်လုပ်တဲ့နဲ့ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူးဟုတ်လားအဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာအော်ငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးဒါတွေကတလောကလုံးဖြစ်နေတဲ့ကိစ္စလောကရဲ့သဘောလောကရဲ့အမှန် ဒါဟာဘယ်သူမှရှောင်လို့မရဘူးလို့အားလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပိတေဝမိဟာငြိမ့်သွားလိမ့်မယ်အတရားနာရင်လည်းဘင်းကြီးကအဲ့ဒါငြိမ့်နေတဲ့မိဟာဟုတ်လားအဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုမောကအလွန်သဘောကျတယ်ဘာပြောတော့ဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင် ို့အစွမ်းရှိသလောက်ဒါဝပြေလဲအောင်ကျွမ်းအားထုတ်ရမယ်။နောက်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လား။ဟာချစ်ဘွယ်ခင်ဘွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြေရှင်း။ဒါဘာကြောင့်ဖြေလဲ။ဒီဟာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှာပညာရှိတွေနဲ့တိုင်ပင်ဆွေးနွေးသင်ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနှီးမျိုးစုံနဲ့ဒါကိုပြေလည်သွားအောင်ဒီဒုက္ခကို နော်ကြည်ရနဲ့တေသေးရနဲ့ပျောက်သွားအောင်ဒီမျိုးစုံနဲ့ပါတော့မလို့စူးစမ်းရမယ်လက်မလျှော့အောင်အဲနောက်ဆက်ပြောတာလေးကပိုးစဉ်းစားတဲ့အကောင်အဲ့လိုဒီမျိုးစုံနဲ့အစွမ်းရှိသလောက်တတ္တိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော်လည်းပဲတစ်ခါတလေမှဒုက္ခကမငြိမ်ဘူးဘလောက်လို့လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ် တကြွနဲ့ဆရာဝန်တွေနဲ့ပတ်စံတဲ့အကုံကုံခံပြီးတော့အကုံကိုစွမ်းညာစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါမဲ့ကုတဲ့ကြားထဲကပဲတချို့ပျောက်လားမပျောက်မပျောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနှီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီချင်းဘလို့လုံးမလို့အော်ငါဘဝရာကြောင်ကံတရားတွေကိုပြုတ်ခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လား အဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြည်းမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရမရဘူးဆိုလို့ရှိရင်အော်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်အော်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလုပ်ရမလဲဆိုတော့ဒီခံရမေးတဲ့ဒါအကောင်းဆုံးနည်းကိုပြောရအောင်နော်နည်းမျိုးစုံနဲ့စူးစမ်းမရဘူးဆိုရင် မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုတိခါတိမခံမဲ့တဲ့ဒေါသတွေနဲ့မကျေနပ်ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလကပိုးတောင်ဆိုးသွားနိုင်ပြီဟုတ်ရဲ့လားအဲ့ဒါတွေကိုဘုံဘုံကသဘောကျအဲ့လိုမျိုးနော်စရာဗျာတိမရဏခယနတနပူရင်းတာချင်းတေးချင်းကုံချင်းပြက်ချင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါ၅တယောက်တည်းဖြစ်နေတဲ့ကိစ္စမျိုးအလုံးဖြစ်နေတဲ့ကိစ္စမျိုး နောက်ရှုဉ္ဉေအဖြစ်အစာပြည့်မယ်ရုပ်ပြည့်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနေမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြင်းအေးအောင်နေနိုင်ရမယ်လို့အဲ့လိုမျိုးဟောတဲ့အခါကျတော့တောကအကုန်ပြောက်ပြောက်တော့ရှင်ဗျာတဲ့ဒါကိုဘာတရားလို့ခေါ်ပါသလဲပေါ့อืมဒီဥစ္စာကိုတောကညောင်းကိုနှုတ်တဲ့တရားလို့ခေါ်တယ်ဟုတ်ပါတယ်ဗျာတပည့်တော်ရဲ့နောက်စိတ်နှလုံးကစူးနေတဲ့တောကညောင်းဟာတကယ်ကိုပဲထွက်သွားပြီပေါ့ ဲ့ဒါနဲ့တခါတည်းအမိန်ပေးတယ်တဲ့ရွှေတိုင်းရှိုးကိုင်းဗဒ္ဒရဲ့အလောင်းကိုအကုန်လုံးတခါတည်းထုတ်ပြီးတော့မိသားရှုတ်လိုက်ကြတော့အာဒီနေ့ကစပြီးတော့ပွဲတော်လဲတဲမဲဟုတ်လားအရင်ဒီကလည်းစီစဉ်မဲရွှေပြီးတော့ချမ်းချမ်းသာသာဖြစ်သွားတယ်ရွှေပြီးတော့အဲ့ဒါ